ကဲဆက်လက်ပြီးတော့ကျွန်တော်တောက်ကြသားသမီးတွေတပတ်တာကန်ဂျီမာကိုလမ်းညွှန်ဟောကြားပေးတော့မှာဖြစ်တဲ့အတွက်22မှ8ရက်စက်တင်ဘာလနောက်နေ့25တနင်္ဂနွေနေ့ကနေ4ရက်အောက်တိုဘာလနောက်25စနေနေ့ထိတပတ်တာကာလအတွင်းတောက်ကြသားသမီးတွေကန်ဂျီမာကိုကြည့်လိုက်ကြရအောင်ကဲတောက်ကြသားသမီးမိတ်ဆွေများတော့ဒီတပတ်တာမှာလုတ်တိုင်းဖြစ်နေမယ်ကိုလုတ်ကန်ကြံစီတာတွေအောင်မြင်မှာဖြစ်ပါတယ်အကျိုးပေးတဲ့ကန်ရှိတဲ့ဆိုရဲတပတ်တာကာလဖြစ်ပါတယ် အဲ့တော့လောကန်စီးပွားရေးရောင်းဝယ်တဲ့ပတ်သက်စိတ်ချမ်းသာမယ်ပျော်ရွှင်ရမယ်အောင်မြင်မှုတွေရမယ်တည်ထသာတိုးတက်မယ်အကျိုးမြတ်တွေရမယ်ဆိုတာမျိုးတွေဖြစ်ပါတယ်အဲ့တော့ကန်တရားအရင်မျက်နှာသာပေးတဲ့ဟလာတပတ်တာလို့ပြောလို့ရပါတယ်ငွေကြေးနဲ့ပတ်သက်လည်းလက်ရွှေမဲ့ကန်ကောင်းမထီထီချဲတွေထပ်ပေါက်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ငွေကြေးအကြံစီတွေအောင်မြင်မယ်ငွေကြေးနဲ့ပတ်သက်လို့ရပောက်ရလန်းနေဟလာအခွင့်လန်းနေပေါ်ကျွယ်ဝမယ်ဟလာငွေကြေးနဲ့ပတ်သက်လို့ဟလာအကူညီတောင်းခံရရှိရင်အကူညီတောင်းခံရင်လည်းရမယ်လက်ရှိကြုံတွေ့နေရတဲ့ငွေကြေးခက်ခဲပုံပင်တော့ကတွေကနေ ကင်းဝေးလွတ်မြောက်ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်စိတ်ချမ်းသာမှာဖြစ်ပါတယ်အခြေအိမ်တော်မြေတားကြီးမှာလူငယ်များဖို့ချစ်သူကြီးစားတစ်တွေရတာအခြေနဲ့ပတ်သက်ကံကောင်းတာပျော်ရွှင်ရတာမျိုးတွေကြုံရမယ်အဲ့တော့အခြေအိမ်တော်မြေတားကြီးနဲ့ပတ်သက်လာရင်ဒီလိုအတာမှာအဆင်မပြေဘူးပြဿနာတက်နေတဲ့အခြေအိမ်တော်မြေတားကြီးတွေအဆက်အသွယ်ပြတ်နေတဲ့အခြေအိမ်တော်မြေတားကြီးပြန်လည်ပြီးတော့အကျိုးသန်းခြင်းဖြင့်အဆင်ပြေနိုင်တယ်ကံကောင်းနိုင်တယ်အခြေအိမ်တော်ကြီးမှာလည်းစိတ်ချမ်းသာစရာကိစ္စတွေရုတ်တရက်ဆိုလိုပေါ်ပေါက်မယ်ပညာဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအောင်မြင်မယ် တော့ပညာနဲ့ပတ်သက်လို့အင်တာဗျူးနဲ့ပတ်သက်လို့ဒီတစ်ပတ်မှာစူးစမ်းဖို့လှုပ်ရှုပ်ရှိရဲဆိုလှုပ်ချင်းပြေအောင်မြင်နိုင်တာဖြစ်ပါတယ်လှုပ်ပါအရေးကြီးတဲ့စကားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့90%လုံးပဲကန်ရှိတယ်ဟလာချိန်ဆပြီးတော့လှုပ်ပါဟလာချိန်ဆဆင်ရှင်ပြီးတော့လှုပ်ပါအဲ့တော့စကားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေတော့နည်းနည်းလေးတော့သတိထားကြည့်ဆိုင်ချိန်ဆပြီးတော့လှုပ်ရှုပ်ချင်ပါတယ်အဲ့တော့ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်ကံကောင်းနေတာဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်စိတ်ချမ်းသာမယ်ကျမကြီးနဲ့ပတ်သက်ရင်ပျော်ရွှင်မှုတွေရမယ် ကျမကြီးမကောင်းလို့အိပ်ရတဲ့လဲနေတဲ့မိတ်ဆွေတွေကျမကြီးပြန်ကောင်းလာမယ်တတ်တာလာမယ်ထူထောင်နိုင်မယ်ကျမကြီးနဲ့ပတ်သက်လို့ပံ့ပိုးမှုတွေရမယ်အဲ့တော့ကျမကြီးကအတွက်ဆိုရင်တော့ဒီတစ်ပတ်မှာကံကောင်းနေတဲ့စိတ်ချမ်းသာမယ်အဲ့တော့အနှစ်ချုပ်အဖြစ်ဒီတစ်ပတ်ဒီကံကောင်းနေတဲ့တဲမှာပါဝင်တဲ့ဒီတစ်ပတ်ကံကောင်းလက်ရှင်အချိုးပေးကနေနှစ်ကနေအချိုးပေးတဲ့အကြောင်းမိုးပြရအောင်ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်ပါ